မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မချမ်းမုံမြို့နယ်မှာစစ်ခွေးစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ရာစစ်ခွေးတပ်ဘက်ကအထိနာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 16ရက်နေ့က မချမ်းမောင်းမြို့နယ်မလိကမြင့်နားမှာစစ်ခွေးစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ခွေးတွေစုတ်ခွာထွက်ပြေးသွားတယ်လို့ကချင်ရှိတန်းသတင်းရင်းမြစ်ကအသိပေးထားပါတယ်။စစ်ခွေးတပ်ဟာပူတာုံမြို့နယ်တန်ကြာရွာဘက်ကိုထွက်ပြေးသွားတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အခြားကချင်သတင်းရင်းမြစ်တို့ကလည်းအတည်ပြုပြောကြားထားပါတယ်။စစ်ခွေးတပ်ဟာခေါလံဖူးဘက်ကိုစစ်ကူဖို့သွားတာမှာအတိုက်ခံရတာလို့ရှေတန်းသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲမှာစစ်ခွေးတပ်စီကနေပြီးတော့လက်နက်ခဲယမ်းတွေကိုရရှိခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ကပြောဆိုထားပါမိ တေဆုံးထိခိုက်မှုအခြေအနေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် GI ပူပေါက်တပ်ဖွဲ့တွေဟာ2025ခုနှစ်အော်တိုဘာလကစပြီးတော့ခေါလန်ဖူးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာအော်တိုဘာလအတွင်းမှာစစ်ခွဲတပ်နဲ့ပြည်သူ့စစ်စခန်း၄ခုကိုတင်းစီရရှိခဲ့တယ်လို့စစ်ရေးသတင်းအင်းတွေကပြောကြားထားပါတယ်ကချင်ဒေသစစ်ရေးအခြေအနေတွေကိုမေးမြန်းဖို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးထန်းကိုဆက်သွယ်ထားဆဲဖြစ်ပြီးတော့အဆက်အသွယ်မရသေးဘူးလို့ပြောပါတယ် KIA နဲ့စစ်ခွဲတပ်ဟာကချင်ပြည်နယ် ။မမော်မြို့နယ်နဲ့ဖားကတ်မြို့နယ်တို့မှာလည်းတိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။မမော်တိုက်ပွဲဟာ17လကျော်ကြာမြင့်လာပြီဖြစ်ပြီးတော့လက်ရှိမြို့ပေါ်မှာ KIA နဲ့စစ်ခွေးတပ်တို့အပြန်အလှန်ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဇက်တိုက်ရှိနေတယ်လို့စစ်ရေးသတင်းရေးမှကပြောပါတယ်။ဖားကတ်ဒေသမှာလည်းစစ်ခွေးတပ်ကလေကြောင်းကနေတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ KIA ကအသိပေးထားပါတယ်။ နိုဗ ెంబ ာလ23ရက်နေ့ညနေပိုင်းကလည်းဖားကတ်တမဂုံးကနေလက်နက်ကြီးနဲ့ပစ်ခတ်လို့ဒေသခံကလင်းငယ်တအုပ်အပါအဝင်ပြည်သူနှောက်ဦးတရားရပြီးတော့နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြည်တော်တိုက်ကုန်းမြို့နယ်အမြန်လန်းမိုင်းတိုင်အမှတ်241ဘက်ကိုစုခွာထွက်ပြေးလာတဲ့စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေး9កောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ9ရက်နေ့မနက်9:40မိနစ်ခန့်မှာနေပြည်တော်တိုက်ကုန်းမြို့နယ်ရတနာမြေချေးရွာဘက်ကနေအမြန်လန်းမိုင်းတိုင်241ဘက်ကိုစုခွာလာတဲ့အင်အား40လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကို တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းပတ်စစ်ခွေး9កောင်တေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တေဆုံးသွားတဲ့မသားအလောင်းများနဲ့ဒဏ်ရာရရှိတဲ့စစ်ခွေးများကိုနွားလဲနှစီနဲ့တဲဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အလားတူပဲသခိုင်းညွန်နဲ့ကန်တလူတိုးခိတ်ကထွေအုပ်စေးကြော်ရဲလွယ်အပါအဝင်စစ်ခွေးများလိုက်ပါလာတဲ့လှဲ့ကင်းကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ခွေးခုနှစ်ကောင်ပွဲချင်းပြီးတိတ်ဆုံးပြီးတော့ကားကိုမိရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းလင်းယုံညီနောင်ပြောက်ကြတဲ့ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ် အော်တိုဘားလ28ရက်နေ့ည8:25မိနစ်ခန့်အချိန်မှာစကန်းညွန့်နယ်ကန်တလူတိုးကိတ်ကပြည်သူများကိုဖမ်းဆီးဝင်ရက်တောင်းခံနေတဲ့အောက်တန်းစားထွေအုပ်စရေးကြော်ရဲလွင်နဲ့စစ်ခွေးတွေလိုက်ပါလာတဲ့ကင်းလဲတဲ့ကားကိုစကိုင်းမုံရွာလမ်းမှာရှိတဲ့စကိုင်းတက္ကသိုလ်အနီးမှာတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်ထွေအုပ်စရေးကြော်ရဲလွင်အပါအဝင်စုစုပေါင်း9ဦးသေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန် ။ဇဂိုင်းတက္ကသိုလ်နဲ့တမ33ကစစ်ခွေးများကအင်စည်းကားဆန်နှစင်းနဲ့ပြစ်ကူပေးရန်ရောက်ရှိလာတဲ့အတွက်လေကင်းကားကိုမိရှုရှင်းလင်းပြီးတော့တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗါး။လေကင်းကားပေါ်မှာပါလာတဲ့ကောင်တွေအကုန်တေးပါတယ်။ကားကိုမိရှုပြန်စီးပစ်ခဲ့တာစစ်ခွေးခုနှစ်ကောင်ကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်။ပြည်သူတွေကိုစန့်ကျင်တဲ့သူတွေအားလုံးကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါစစ်ခွေးတွေပြောတဲ့စကားလိုပေါ့ဗျာ။ တေရဲတဲ့ကောင်ပြည်သူကိုစန့်ကျင်လိုက်လေလို့ကျွန်တော်တို့ဘက်ကပြန်ပြီးပြောကြပါတယ်လို့လင်းယုံညင်းအောင်ပြောက်ကြတပ်ဖွဲ့ကတောင်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုလင်းယုံညင်းအောင်ပြောက်ကြတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပေါခေါင်းမြို့နယ်မှာစိုက်ကဲ၅စီးနဲ့ကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်က၃ဦးသေဆုံးပြီးတော့စိုက်ကဲ၅စီးနဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ9ရက်နေ့ညနေ6:00နာရီအချိန်မှာပေါခေါင်းမြို့နယ်တဲပင်ကြီးရွာမှာရှိတဲ့စစ်ခွေးအထိုင်စခန်းကစစ်သားများဟာစိုင်းကဲ9စီးနဲ့တာခေါက်ရွာဗိုးဒီကုံရွာနဲ့တိုက်ချောင်းရွာတို့ကိုကင်းပယ်ရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက တဏီပင်ကြီးရွာနဲ့တိုက်ချောင်းရွာကြားမှာကင်းမုတ်ဝက်ပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေး၃កောင်တေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရှိကကြီးပေါက်တစ်ခုကြီးစံတစ်ချို့နဲ့စိုက်ကဲ၂စီးလိုကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ပေါက်ခေါင်းမြို့နယ်တဲပင်ကြီးရွာစစ်ခွေးအထိုင်စခန်းကနေကင်းပတ်ဖို့ထွက်လာတဲ့စိုက်ကဲ၅စီးပါတဲ့စစ်ခွေး၉កောင်ကိုကျွန်တော်တို့ရဲဘော်တွေက တညီပင်ရွာနဲ့တိုက်ချောင်းရွာကြားမှာကင်းမုတ်ဝစ်ပြီးတော့လက်နဲ့ငယ်ရီမိုင်းနေနဲ့တက်ခိုက်ခဲ့တာပါစစ်ခွေးသုံးကောင်တေးပြီးတော့နှကောင်တန်ရရသွားတယ်ဆိုင်ကယ်နှစီးနဲ့ခဲရန်တချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့363တက်တရင်စစ်တော်လမ်းရေးတာဝန်ခံရဲဘော်ရှဲရိုကပြောပြထားပါတယ်၎င်းတက်ခတ်မှုကိုဘျူဟာ27ရဲ့ကိုကဲမှုအောက်မှာရှိတယ်363ညတဲ့တရဲတခွဲ9ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လာရဲ့ရေပေါ်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့တင်မှာကြားဖြတ်များကိုအပိသက်အပြတ်နှိမ်နှင်းနိုင်တော့မှာဖြစ်ကြောင်းစစ်ခွေးလက်အောက်ခံ KNL ကြားဆောင်တပ်က BGF ကနိုင်မောင်စောကခိုင်းသတင်းမီဒီယာများကိုခေါ်ယူပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေကုတ်ကိုမှာကြားဖြတ်တထောင်နဲ့နှစ်ထောင်ကြားရှိပြီးတော့ကြားဖြတ်များကိုလုံးဝမထားတော့ဘဲ အပြက်အပိနှိမ်နှဲတော့မှာဖြစ်ကြောင်းအခုလိုနှိမ်နှဲရမှာစစ်ခွေးတွေနဲ့ပူးပေါင်းပြီးတော့နှိမ်နှဲမှာဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖိအားပေးလာခြင်းမဟုတ်ဘဲနဲ့ BGF ကကြားဖြတ်နှိမ်နှဲရန်ဆုံးဖြတ်တဲ့အချိန်နဲ့သူတို့နှိမ်နှဲမယ်ဆိုတဲ့အချိန်နဲ့ပွားတိုက်ဆိုင်ခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်ဖရီကုတ်ကိုကိုနိုင်ငံသားယင်းနှိမ်မြုံနာမှုဖိတ်ခေါ်ခဲ့တာက ဖော်မျိုးတိုးတက်စေချင်လို့ဖိတ်ခေါ်ခဲ့တာပါအဲ့ဒီအပေါ်မှာနိုင်ငံသားတွေကသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့ကမ္ဘာပေါ်မှာလိမ်လည်မှုတွေပြုလုပ်လာတယ်ဆိုတာကိုကျွန်တော်တို့အခုနောက်ပိုင်းကျမှပြင်းပြင်းထန်ထန်လေးသိလိုက်ရတာပါအဲ့ဒါကြောင့်အခုအချိန်ကမှကမ္ဘာကြီးနဲ့အတူအိန္ဒိယနိုင်ငံနဲ့အတူကိုတို့အစိုးရနဲ့အတူ plan A plan B plan C ရှိတဲ့နေရာမှာ plan B နဲ့ C ကိုပူးပေါင်းပြီးတော့အပိတိုင်ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မယ်လောကပပျောက်တဲ့အထိဒီရပိုင်းအတွင်းမှာပဲအပိတိုင်ဖယ်ရှားရှင်းလင်းမယ်နောက်ထပ်ဆိုတာဘယ်တော့မှမရှိသေးရဘူးလို့ BGF ကနိုင်မောင်စော်ကစောက်ယူနာကန်းနေရှောက်ပြောနေတယ်လို့သိရပါဗျ။ BGF ကကြားဖြတ်နေနေကလှုပ်ဆောင်ရမှာကမာကြီးရဲ့ဖိအားကြောင့်ဖြစ်ပြီးတော့မြည်သည့်နိုင်ငံကမှဖိအားပေးခြင်းမရှိဘူးလို့ပြောပါတယ်။ကြားဖြတ်များကြောင့်ကမာပြည်သူတွေနစ်နာနေတဲ့အတွက်အခုလိုမျိုးလှုပ်ဆောင်ရန်ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့၎င်းကလိန်လယ်ပြောဆိုလိုက်ပါဗျ။အရင်က ABC ရှိတယ်။အခုက B ကိုကြော်ပြီးတော့ C ကိုလုံမယ်။ကြားဖြတ်ကိုအပိတ်နှိမ်နေရမယ်အချိန်ရောက်ပြီ။ American ဖိအားကြောင့်မဟုတ်ပါဘူး။ သူတို့နဲ့သွားပြီးတိုက်ဆိုင်တာပါလုတ်တဲ့လုတ်ထိုက်တာကိုလုတ်နေတာဒီအဖွဲကအလုတ်လုတ်ရမယ်အချိန်ကိုရောက်လာလို့အလုတ်လုတ်တာဖြစ်ပါတယ်တရုတ်ဖိအားလည်းမရှိပါဘူးလုတ်တဲ့လုတ်ထိုက်လို့ကိုလုတ်တာပါငွေလင်ခိုင်းဆိုတာကတကဘာလုံးရဲ့ဖိအားရှိတယ်တကဘာလုံးကပြည်သူတွေမှာဖိအားရှိတယ်ကျွန်တော်တို့ကပြည်သူတွေနေစင်တဲ့အမြဒီလိုခင့်နေတယ်ဆိုတော့အရင်တုန်းကအဲ့ဒီလောက်ခဲတဲ့ဝင်ဝင်သေးချာမသိခဲ့တာပါအခုနောက်ပိုင်းဒါကြီးကကြဲကြဲပြက်ပြက်ဖြစ်လာတော့မဖြစ်သင့်တော့ဘူးဆိုပြီးတော့အထူးတပ်ဖွဲ့ကဘူလာအစီအစဉ်ထားတဲ့အစီအစဉ်တွေကို ကြော်ပြီးတော့နောက်ဆုံးအစီအစဉ်ကိုအကောင့်ထဲပို့ဖို့စတင်လှုပ်ဆောင်နေတာဖြစ်ပါတယ်လို့၎င်းကပြောဆိုလိုက်ပါတယ်။ Facebook ကိုကိုထူထောင်သူရှီစီဂျန်းကိုကြားဖြတ်ငွေလိမ်မှုများအပါအဝင်နိုင်ငံတကာရာဇဝတ်မှုများနဲ့ထိုင်းနိုင်ငံကဒီယုတ်နိုင်ငံကို November 12ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးတော့ American ကလည်းကြားဖြတ်များကိုအကာအကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကို စီဝိုင်းဒဏ်ခတ်ပိတ်ဆို့ကကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့တယ်လို့သိရပါဗျ။အခုလိုအခြေအနေတွေဖြစ်ပေါ်လာမှာ BGF ကနိုင်မောင်စော်ကကြားဖြတ်များကိုလုံးဝအပြတ်နေနေတော့ပဲလို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။တဖက်မှာလည်းစစ်ခွေးတပ်ကဖေကုတ်ကိုအတွင်းကို BGF နဲ့အတူတွဲဖက်ပြီးတော့ဝေးရောက်နေရာယူထားပြီးများမကြာမီမှာ KK Park လိုမျိုးဟန်ပြကြားဖြတ်အရေးယူမှုများကိုဆောင်ရွက်ရန်ရုပ်ရှင်ရိုက်ဖို့ပြင်ဆင်နေတယ်လို့ကရင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါဗျ။ ကေကေပတ်ကလည်းဒီလိုပဲဟန်ပြပဲလေရုပ်ရှင်ရိုက်တာပေါ့ဗျာဖြတ်တဲ့နေရာဖြတ်တယ်မဖြတ်တဲ့နေရာလည်းမဖြတ်ဘူးပေါ့စီရင်ပြောရင်နေရာပြောင်းတဲ့သဘောပါပဲလူတီများတဲ့နေရာကနေပြီးတော့တောင်ကြားတွေထဲမှာလူမမြင်နိုင်တဲ့နေရာတွေမှာပြန်ရွှေ့ပြီးတော့စောင့်နေကြတာပေါ့လို့ကေရစီရဲ့သတင်းအရင်းတွေကရှင်းပြထားပါတယ်မြောက်ရီမြို့နယ်မှာကြားဖြတ်စင်တာများကို BGF စောချစ်သူ DKBA အပါအဝင်စစ်ခွေးတပ်နဲ့အစင်ပြေတဲ့လက်နက်ကိုင်တပ်ဖွဲ့များကအကြီးအကျယ်လုတ်ကိုင်းနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ခွေးတိုက်ရဲ့အတူရောင်ရွေးကောက်ပွဲအတွားမဲပေးရေးလှုပ်ရှားမှုများမှာ အတင်းအကျပ်ဖိအားပေးစင့်ခေါ်ပြီးတော့ပါဝင်ရတဲ့အဆိုတော်နဲ့အမှုပညာရှင်များကို သူတို့ရဲ့ဆန္ဒအလျောက်တက်ကြစွာပါဝင်သူများဆိုပြီးတော့စစ်ခွေးလက်အောက်ခံပြန်ကြားရေးဝန်ကြီးဆိုတဲ့မောင်မောင်အောင်ကစတင်တုံတုံပြောဆိုလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ15ရက်နေ့ကရန်ကုန်မြို့ဖီလန်းမှာရှိတဲ့မြမတန်တဲ့ရုံမြတန်းကြားဝင်းထဲမှာရွေးကောက်ပွဲအောင်မြင်ရေးဂီတာအစည်းအရုံးဗဟုအစီအစဉ်နဲ့အသိပညာပေးငှို့ဆော်ရေးရွေးကောက်ပွဲလုံဆော်တေးများကိုရိုက်ကူးနေမှုကို မောင်မောင်အုံးကတွားရောက်ကြည့်ရှုပြီးတဲ့နောက်အခုလိုမျိုးမောင်မောင်အုံးကပြောဆိုတုံးတုံးလာခြင်းဖြစ်တယ်လို့သိရပါဗျ။ရွေးကောက်ပွဲမဲပေးရေးလှုပ်ရှားမှုအတွက်ဂီတာအစည်းအုံးဘဟုဥက္ကဋ္ဌလွင်နေတဲ့အစိုးတော်များကလာရောက်ပါဝင်ခဲ့ကြပြီးတော့ရွေးကောက်ပွဲလှုပ်စော်တိတ်တချင်းကိုရိုက်ကူးခဲ့ကြတယ်လို့သိရပါဗျ။အနာဂတ်မျှော်ကြီးမဲပေးမည်ဆိုတဲ့တချင်းကောင်းစဉ်နဲ့တေးတန်ရှင်များဖြစ်ကြတဲ့ရဲထိုင်ကိုလက်ခီဖြူခင်ရွှေဖြူမုံမုံကျော်လွင်ခင်းနာပြေဝင်းနဲ့ပလဲတန့်တွေတို့ကပြီးဆိုရိုက်ကူးခဲ့ကြတယ်လို့သိရပါဗျ။ အခုပြောထားတဲ့အစိုးရတွေကိုဘယ်သူမှမသိကြဘူးလို့လည်းကြားပါတယ်အဲ့ဒီတေးသချင်းများကိုအကော်ရီယံအောင်မင်းနိုင်ကရေးသားပြီးတော့ဂီတာမို့အကယ်ဒမီဝင်းကိုတဲ့အဖွဲ့ကတီးခတ်ပြီးအတန်သွင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မောင်မောင်အောင်ကရွေးကောက်ပွဲမဲပေးရေးထောက်ခံတေးသချင်းကိုဒါရောက်ရိုက်ပူးပေးခဲ့တဲ့တေးတန်ရှင်များကိုတွေ့ဆုံပြီးတော့အမှုပညာရှင်များကအခုလိုမျိုး မိမိရဲ့သဘောဆန္ဒအလျောက်တက်ကြွစွာပါဝင်ဆောင်ရွက်နေမှုကိုဂုံယူအသိမှတ်ပြုလိုက်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒ်အော်တိုဘာလ30ရက်နေ့ကအကြမ်းဖက်စစ်ခွေးတိုက်ရဲ့လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနကညွန်ကျုပ်အေးကျွယ်ဆိုတဲ့မသားကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်နဲ့အမှုပညာရှင်အတိုင်းဝိုင်းသားကိုခေါ်ယူတွေ့ဆုံပြီးတော့လာမယ့်ရွေးကောက်ပွဲအတွက်စစ်ခွေးတက်ကပြုလုပ်မယ်ဝါရဖြန့်အလင်းညာစီယုံရေးရိုက်ကူးရေးများမှာပါဝင်တရုပ်ဆောင်ရမှာဖြစ်ကြောင်း လူငယ်ကြီးနဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တယောက်ဆောင်များပါမချန်ပါဝင်ရမှာဖြစ်ကြောင်းအကယ်၍ငင်းဆာမာကအထက်အမိရအရေးယူမှာဖြစ်တယ်လို့ဖီအားပေးပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုရွေးကောက်ပွဲဝါဒဖြန့်နဲ့လှုပ်ရှားမှုများမှာပါဝင်ရန်ဆက်သွယ်မှုကိုအကြောင်းမပြန်တဲ့အတွက်မင်းသမီးဖွေးဖွေးနဲ့တယောက်ဆောင်အလေးအရောင်ကိုလည်းစစ်တပ်ကခေါ်ယူပြီးတော့စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ပါသေးတယ်။စစ်ခွေးတပ်ကထုတ်လွှင့်ပြသခဲ့တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဆိုင်ရာအလေးအရောင်ဝါဒဖြန့်နဲ့အောက်တန်းစားဇလန်းကို လူမှုကွန်ရက်ကနေတစ်ဆင့်ဝေဖန်နေဆိုပြီးတော့ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောဇက်ဘိုတယောက်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာတာတယောက်ဆောင်အုံနိုင်ခေါ်ဇော်မြင့်ဒါရိုက်တာအောင်ချမ်းလူဒါရိုက်တာတက်လွင်ခေါ်ဇဘူထွန်းတက်လွင်တို့ကိုစစ်ခွေးတက်ကဖမ်းဆီးထားပြီးတော့ရွေးကောက်ပွဲနောက်ဆက်သူများဦးတွေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။မောင်မောင်အုံးဆိုတဲ့မေဘေးကစစ်တက်ကအတူရောင်ရွေးကောက်ပွဲမဲပေးရေလှုပ်ရှားမှုများကိုရိုက်ကူးရေးများမှာကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုခြင်းဖြင့်မင်းအောင်လိုက်ရဲ့မျက်နှာသာပေးမှုကိုရရှိရန် ူပထွေးကိုဖားတဲ့ပုံစံမျိုးနဲ့ကျိုးပန်းနေကြောင်းပြန်ကြားရတဲ့နှိဆက်တဲ့တရင်ရဲမျိုးကပြောဆိုထားပါဗျ။မောင်မောင်အောင်ဆိုတဲ့မသားကတေယုတ်ဆောင်အစိုးရတွေစိုင်းပုတ်ကန်ပြီးရိုက်မယ်နေကလာဖို့စီစဉ်ထားတာ။မင်းသားမင်းသမီးတွေအစိုးရတွေကိုတယောက်ချင်းစီကိုကိုယ်တိုင်နှုတ်ဆက်ဖို့ရောအုပ်စုလိုက်မိကွန်းချွေစူပေါင်းတပ်ဖို့ရိုက်ဖို့နဲ့သူဒီအမှုပညာရှင်တွေကိုဘလို့စီယုံထားပါတယ်ပေါ့ဗျာ။ဘလို့နေဆောင်ရွက်နေပါတယ်ဆိုပြီးသူ့ရဲ့ပထွေးမအေလို့ညနေချိုးသွေးဖို့ မျက်နှာလိုမျက်နှာရလှုပ်ဖို့အစီအစဉ်ရှိခဲ့ပေမယ့်တကယ်ရိုက်ကူးရင်းနေမှာမောင်မောင်အိုးကမလာဖြစ်ပါဘူးသူလာမယ့်အစီအစဉ်ပြတ်သွားတယ်လေဒီတော်မှအရေးပေါ်ကိစ္စရှိလို့ဆိုပြီးတော့အားချင်းသွားလိုက်ရလို့တဲ့အဲ့ဒါကြောင့်အစိုးရတွေရဲ့အနာဂတ်မျော်ကြီးမဲပေးမည်ဆိုတဲ့အောက်ပန်းစားတချင်းရိုက်ကူးတဲ့အချိန်မှလာတာပါနိုဝင်ဘာလ15ရက်နေ့ကရန်ကုန်ပြည်လမ်းမြမအတံမှာရိုက်တဲ့ရိုက်ကူးရေးကိုမင်းသားကြီးကမင်းသားလာလှုပ်ပြီးတော့ သူပထွေးမေလို့မျက်နှာလှုပ်ပြီးအစီရင်ခံစားတင်တယ်လို့လူပညာအတိုင်းဝိုင်းသတင်းရေးမြစ်ကပြောပြထားပါဗျ။အချမ်းမစစ်ခွေးတက်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာအတူရောင်ရွေးကောက်ပွဲပထမပိုင်းကိုစတင်ပြုလုပ်မယ်လို့ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့အချမ်းဘတ်စစ်ခွေးတိုက်ရဲ့စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဝေဦးတော်လန်ရေးအကြောင်းကိုမဲဆွယ်စည်းရုံးရေးထဲမှာထည့်ပြောခဲ့တဲ့ပြည်သူ့ပါတီကသင်္ကန်းကျောင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုစစ်ခွေးလက်အောက်ခံရွေးကော်ကအရေးယူမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ ပင်ငါလုံးပါတီကသင်္ကန်းညောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မင်းက၎င်းရဲ့အသားက2021ခုနှစ်အရေးတော်မှာပါဝင်ခဲ့ကြောင်းမကြသေးမီကမှထောင်ကလွတ်မြောက်ခဲ့ကြောင်းဒါအပြင်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလက်ကမ်းကြီးညာစာမှာစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့2021ခုနှစ်ရွေးဦးတော်လှန်ရေးလို့သုံးသုံးဖော်ပြခဲ့ပါတယ်အလားတူပဲထောင်တွင်းနိုင်ငံရေးအကျဉ်းသားများအတွက်ငွေကြေးနဲ့ထောင်ဝင်စားဒရက်တာပါဝင်ကူညီပေးခဲ့ကြောင်းကိုလည်းပြောဆိုပြီးတော့မဲဆွယ်စည်းရုံးနဲ့ရုပ်တံကိုဖိထုတ်ခဲ့တယ်လို့သိရပါတယ်ကိုကိုကြီးဦးဆောင်တဲ့ ြည်သူပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်နှင်းကမဲဆွယ်စည်းရုံးတဲ့နေရာ2020ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဉ်ကို အရေးတော်ပုံတော်လန်ရေးဆိုတဲ့စကားလုံးတွေတုံတောင်းခဲ့တဲ့အတွက်ဥပဒေနဲ့မညီကြောင်းကိုယ်စလဲလောက်ရေးချင်းနဲ့ကန့်ညင်မှုမရှိကြောင်းစစ်ခွေးကိုထောက်ခံတဲ့ Telegram Channel တချို့ကဖော်ပြခဲ့ပြီးတဲ့နောက်စစ်ခွေးလောက်ခံရွေးကောက်ပွဲကော်မရှင်ကဥလွေငင်းကိုအရေးယူမှာဖြစ်တယ်လို့ထုတ်ပြန်ကြေညာလာပါတယ်အကြောင်းအရာမှန်ကန်ပါကတရားစွဲတဲ့အဖွဲ့အစည်းများကတပ်ဆိုင်ရာဥပဒေနဲ့အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်အခုလိုအရေးယူဆောင်ရွက်ပြီးရင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတဲ့တပ်ဆိုင်နဲ့ လွတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များနဲ့ဆက်လက်ပြီးတော့အရေးယူဆောင်ရွက်ရမှာဖြစ်ပါကြောင်းစစ်ခွေးလောက်ခံရွေးကောက်ပွဲကော်မရှင်ကဗရင်းမီဒီယာများကိုသတင်းထုတ်ပြန်ခဲ့ပါတယ်။ဥလွေမြဲဟာနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ဖြစ်ပြီးတော့သင်္ကန်းညို့မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်းပြမဲဆွယ်ရမှာသူ့ရဲ့အဖေ၊သူနဲ့သူ့ရဲ့သားအပါအဝင်မျိုးဆက်၃ခုကတော်လန်ရေးမျိုးဆက်များဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ကျွန်တော်ဥလွင်မြေဆိုတာကလည်းနိုင်ငံရေးမျိုးဆက်30တိုင်းတိုင်းကျွန်တော်တို့ဟာနိုင်ငံရေးအချင်းသားတွေဖြစ်ခဲ့တယ်ဥလွင်မြေဖြစ်ပါတယ်ကျွန်တော်အဖေဦးတန်းသူဆိုရင်လဲကိုကိုကျုံပြန်ကြီးပေါ့မဆာလာရဲ့တပါတီအာဏာရှင်စနစ်ကိုရဲရဲဝံ့ဝံ့တွန်းလှန်တော်လှန်ခဲ့တဲ့ဒုတိယဖြစ်ပါတယ်ကျွန်တော်အဖေဟာလဲထောင်ချင်းချင်းကြားခဲ့ပါတယ်အခုကျွန်တော်ဆိုရင်လဲ88နောက်ပိုင်းကြောင်းသားခေါင်းဆောင်များနဲ့အတူအေးစိန်ထောင်တရက်ထောင်တွေမှာကြားခဲ့တဲ့နိုင်ငံရေးအချင်းသားဟောင်းတယောက်ဖြစ်ပါတယ်ကျွန်တော်သားကတော့အခု2021ခုနှစ်ဒီအရေးတော်ပေါ်မှာဖတ်မှန်ပြီးတော့ကြားခဲ့တာ ပြီးခဲ့တဲ့လပိုင်းကပဲပြန်လွတ်လာတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာပြည်သူတွေအထွက်ကိုပဲထောင်မဲကြကြတမ်းမဲကြကြဆိုတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဟာယုံယုံကြည်ကြည်ပဲပြည်သူတွေအတွက်အာမခံချက်ပေးနိုင်ပါတယ်လို့ဦးလွေနင်းကပြောဆိုလိုက်ပါရယ်အကြမ်းမဲ့စိတ်ခွဲတက်ကပြုလို့မယ်2025ခုနှစ်ရွေးကောက်ပွဲမှာကိုကိုကြီးရဲ့ပြည်သူပါတီကကိုစလေလောင်း932ဦးနဲ့ဝေရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာသိ